စမယ်။တက်ချုပ်ကြီးအာနာသိန်းကစားကအနာကအကြံပေးတွေကိုအာနာသိန်းတာအောင်မြင်ဖို့အရေးဘာလို့သိနေဆိုပြီးမေးဘူးတယ်။ဘိုးချုပ်တွေအကုန်လုံးအကြံပေးကြတဲ့လေတန်ကတခုတည်းပဲ။တိုင်းပြည်ကိုငြိမ်ဝှက်ပြပြနေဖို့ဆိုရင်တိုင်းပြည်ကြီးတခုလုံးစင်ကြီးတောင်းနေဖို့ကုန်စည်နှုန်းတွေတိုးတက်ဖို့လောင်စာစီရှားပါဖို့ဒေါ်လာစင်းရွှေစည်းတွေခေါင်ခိုက်နေဖို့လူတွေအကုန်စိတ်ဆင်းရဲကိုစင်းရဲဖြစ်နေဖို့ပညာတတ်တွေအကုန် အခြားတိုင်းပြည်တွေကိုတွင်သွားဖို့လူတွေငတ်မို့ခေါင်းမနေဖို့ယောဂဗျာထူပြောနေဖို့ ਨੇ လမ်းမဆက်တရေးခက်ခဲဖို့ပညာရေးကျမ်းမာရေးစီးပွားရေးနှိမ့်ကြနေပြီအင်တာနက်ဇင်းလုံးတွေကြီးမြင့်နေဖို့လျှက်စစ်မီမပေးဖို့ဆိုပြီးအာနာသိမ့်တာအောင်မြင်ဖို့လိုအပ်ချက်ဆယ်ချက်ဆိုပြီးအကြံပေးကြတယ်တဲချုပ်ကြီးရဲ့နှလုံးသားကအယံနှူးညံ့တော့ငင်းဆက်လိုက်တယ်ငါအာနာသိမ့်တာမအောင်မြင်ခြင်းနေပါစေငါ ငါရဲ့ပြည်သူတွေကိုဒုက္ခမရောက်စေချင်ဘူး။ငါမိသားစုလေးကောင်းစားဖို့အတွက်ပြည်သူတန်း60ရဲ့ဘဝကိုချမနေနိုင်ဘူးဆိုပြီးတက်ချုပ်ကြီးကခါခါတီးတီးညှင်းစာလိုက်တယ်။ဗိုလ်ချုပ်တွေအကုန်လုံးကတော့ရှင်းပြကြတာပေါ့။ပြည်သူတွေထမင်းဝါနေတဲ့မြကာလာပတ်လုံးအဘကိုအာခံနေကြလိမ့်မယ်။ဒုက္ခနဲ့ကြုံမှအာနာရှင်ကိုအာကိုးချမယ်လို့အကြင်ကြင်ရှင်းပြတာတော့တက်ချုပ်ကြီးကပြည်သူတွေဒုက္ခရောက်မှာစိုးလို့ကိုလုံးဝလက်မခံခဲ့ဘူး။ ။မနေ့ကညနေပိုင်းမှာတက်ချုပ်ကြီးစီကိုဗိုလ်ချုပ်ဇော်မင်းထွန်းတယောက်တည်လာပို့တယ်။တက်ချုပ်ကြီးကျွန်တော်တို့အာနာသိန်းတာအောင်မြင်တော့မယ်မထင်တော့ဘူး။စံတဲကအခုတည်းနှစ်သိန်းအောက်ပဲရှိသေးတယ်။ဆယ်သိန်းထိဆွဲတင်လို့မရဘူး။မိကလည်းတရက်ကို၄နိုင်ရရနေတုံးပဲ။ဒေါ်လာဈေးကလည်း900အထက်ကိုဆွဲတင်လို့မရဘူး။လူတွေကလည်းဘလောက်ငတ်ငတ်ထမင်းတက်တဲ့တော့စားနိုင်နေကြတော့မယ်။စင်းမှုထမ်းရမယ်လို့ပြောလိုက်ပြန်တော့လေ ထင်တယ်လို့စိတ်စီရဲကိုစီရဲဖြစ်မသွားကြပြန်ဘူးကျွန်တော်လဲဘာလုပ်လို့ဘာကင်ရမှန်းမသိတော့ပါဘူးဗျာကျွန်တော်ကိုအရေးယူလိုက်ပါတော့ဘာရာဆိုပြီးပြောတယ်ညမတပိုင်းမှာအာနာတိုင်းမအောင်မြင်တဲ့တူဦးသေးသောတက်ချုပ်ဖြစ်အဘကိုရောက်စေခဲ့တာကျွန်တော်တို့အဆုံးမကျလို့ပါဗျာဆိုပြီးခေါင်းငုံပြီးပြောရှာတယ်တက်ချုပ်ကြီးကတော့နူးနူးညံ့ညံ့လေးပြုံးရှာတယ်စိတ်မပြတ်ပါနဲ့ကွာဒါငါတို့ရွေးခဲ့တဲ့လမ်းကြီး နှလုံးသားနူးညံ့ပြီးအကျဉ်းသာတက်ဆုံဗိုလ်ချုပ်တွေဆင်းရဲမှာတော့ငါတို့တွေတမိုင်းရီထိုးနိုင်ခဲ့ပါပြီ။အဲ့ဒီအချိန်မှာတနိုင်ငံလုံးပြီးပြတ်သွားတယ်။အင်ဂျီချွတ်တာရင်ရှားထားတဲ့ပြည်သူတွေအင်ပြင်ကိုရစ်တောင်တစ်ဖြက်ဖြက်နဲ့ခတ်ရင်ထွက်လာကြတယ်။ဗဇက်ကလည်းဒီမအင်လုံးအခုတည်းမသိသေးဘူးလားကွာဆိုပြီးထိုင်ဆဲနေကြတာလေမုံမုံတို့။ဒီအချိန်မှာအပစီဒနာတွေကိုပြည်သူတွေသိရင်တိတ်ကောင်းမှာပဲဗျာဆိုပြီးဗိုလ်ချုပ်စော်မင်းထွန်းကအားမလို့အားမရပြောရှာတယ်။ တချုပ်ကြီးကတော့ဘာမှပြင်မပြောအဝေးကိုပဲခုန်ခုပြီးနေကြည့်နေတယ်ပြနိုင်ငံလုံးမောင်မားလေပြီးမှပစက်ကတူတူလေးရေရွတ်တယ်နောက်နေ့မှနေထွက်လာလိမ့်မယ်တကဘာလုံးကိုအလင်းအောင်ပေးမယ်ပြီးရင်တက်တိတ်လေးပြန်ပြောက်ခွေသွားမယ်သူလှုပ်ရှားရှိတာလှုပ်တယ်သူ့စေတနာကိုကဘာကြီးကိုဖွဲ့ဖွဲ့နဲ့နဲ့မပြောပြခဲ့ပါဘူးဆိုမင်းထုံရမင်းလဲလှုပ်ရှားရှိတာလှုပ်ပါဒီနေ့သူတို့နားလေလာပါလိမ့်မယ် အချင်းကစကားပြောပါလိမ့်မယ်။အခုတော့ပြည်သူတွေငါတို့အကြောင်းတီးတင်သလောက်တီးကုန်ကြပါပြီ။နှူးသားပြန်လဲတိတ်ဆိတ်သွားပြန်နေ။ကောင်းငင်ကြီးကလည်းမောင်မိုင်းလို့ပြီးတော့တနိုင်ငံလုံးကလည်းမောင်မိုင်းလို့တတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဘောစီစတိုင်